မင်းတို့ကဘာကြောင့်ဗုဒ္ဓဘာသာကိုကိုးကွယ်တာလဲမေးရင်တိကျစွာဖြေကြားဖို့ရှင်းပြပေးတော်မူပါဖရာတဲ့အရှင်ဖရာတတိတော်တို့ကိုမင်းတို့ကဘာကြောင့်ဗုဒ္ဓဘာသာကိုကိုးကွယ်တာလဲမေးရင်တိကျစွာဖြေကြားဖို့ရှင်းပြပေးတော်မူပါဖရာတဲ့ ဗုဒ္ဓဘာသာဤတန်တိုင်ကဘာလဲလို့မေးရင်နိဗ္ဗာန်ပဲဖြစ်ပါတယ်။နိဗ္ဗာန်ရောက်မှဗုဒ္ဓဘာသာဤတန်တိုင်ကို ရောက်တယ်လို့ခေါ်ပါတယ်။နိဗ္ဗာန်မရောက်သေးတဲ့၍ဗုဒ္ဓဘာသာဤတန်တိုင်ကိုမရောက်သေးပါဘူးနော်။ဒါကြောင့်နိဗ္ဗာန်ကိုရောက်စေချင်တာလဲဆိုရင်ပူနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်စေဖို့ပဲဖြစ်ပါတယ်။ပူနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်တဲ့နိဗ္ဗာန်ကိုရောက်ဖို့ဆိုတာကလည်းပဲမဂ္ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်မှရောက်မှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကိုကိုးကွယ်ရခြင်းရည်ရွယ်ချက်ဟာဤမဂ်ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်ပြီးအိုနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်ရာဖြစ်တဲ့နိဗ္ဗာန်ကို ရောက်ဖို့ပဲဖြစ်ပါတယ်။ရောက်ချင်တာမရောက်ချင်တာကတော့မိမိရဲ့အပိုင်းပါ။ဗုဒ္ဓဘာသာကိုကိုးကွယ်ရတဲ့တစ်ခေတ်ရည်ရွယ်ချက်အမှန်ကနိဗ္ဗာန်ကိုရောက်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအတိုင်းပဲပြန်ပြီးဖြေလိုက်ပါနော်။မန္တလေးနေပြီးတော့စကိုင်းကကေပေးဝေးပေးဆိုင်နေเนาะအခုကျမကြည့်ရပါတော့ခနဲ့ သူများတွေအခု line ball ကိုလည်းတင်ကြတာကိုတွေ့တယ်ပေါ့နော်ဟိုနေပတ်စံထောက်တာနော်အမပရာဟိတအဲ့ဒီမှာဒုက္ခရောက်မြင်းကလင်ကြောက်ဒုက္ခရောက်နေတဲ့သူတွေကိုသွားပြီးကယ်ဆယ်ပေးတယ်လှူကြတန်းကြတယ်ပေါ့နော်အဲ့ဒီဟာကိုအရေးပေါ်ပေါ့နော်ဒါကိုကယ်ပေးဝေးပေးတယ်ထောက်တဲ့အခါမှာပတ်စံကိုလိုအပ်တာတဲ့ပို့ပြီးတော့ တောင်းကြတယ်လို့ပြောတယ်เนาะဒါတွေကမလုတ်တင်ဘာလဲရှင်တို့တွေရဲ့မိဘတွေသားသမီးတွေညီကိုမောင်နှမတွေမပါလို့ရှင်တို့အဲ့လိုမျိုးလှုပ်ရတာလားယူရတာလားဆိုတာပေါ့เนาะကျွန်မသိကျင်တယ်တကယ်လဲမပါလို့ရှင်တို့အဲ့လိုလှုပ်ရတာလူယူရတာရှင်တို့ရဲ့လောဘတွေကရှင်တို့တနည်းတန်းဒုက္ခပေးမယ်เนาะအဲ့တော့မလုတ်တင်မလုတ်ထိုက်တာမလုတ်ပါနဲ့ကိုကိုတိုင်းမလှူရင်နေပါသူများတကလာလှူတာကိုမကူညီရင်နေပါเนาะလိုအပ်တာတော့ပို့ပြီးတော့ မယူဖို့ကိုကျွန်မမေတ္တာရက်ခံပါတယ်ရှင်เนาะဒီတက္ကမလေးပြောတာမှန်တယ်เนาะမလုံတဲ့တာကိုမလုံကြနဲ့2008ခုနှစ်မေလ2ရက်နေ့တုန်းကနာဂိတ်မုံတိုင်းကြီးတိုက်တုန်းကလည်းပဲမုံတိုင်းတိုက်ပြီးလို့နောက်နေ့တွေမှာဟုတ်ပဲတည်ရစားတွေကိုအစမတန်ဈေးတင်ရောက်တဲ့အတွက်ကြောင့်ဝယ်မစားနိုင်ကြလို့ဒုက္ခရောက်တဲ့လူတွေရှိခဲ့ဖူးတယ်เนาะပါမန်ထက်အမျက်ကိုမတရားပူစားခြင်းဟာဥဒ္ဓမလောဘလို့ခေါ်တယ် အင်္ဂုတ္တရနိကေတိကနိပတ်ပါလောကတုံးမှာဝိသမလောဘအာဓမရာဂမိစ္ဆာဓမ္မဆိုတဲ့ဣတရားတွေပေါ်ပေါက်လာပြီဆိုရင်ဘေးဆိုးကဆိုးတွေစိုက်ပြီးအငတ်ဘေးတွေကြုံလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားတယ်နော်အခုလိုဘေးဆိုးကဆိုးတွေစိုက်ပြီးအငတ်ဘေးတွေကြုံနေရခြင်းဟာဤဝိသမလောဘကြောင့်ဖြစ်တယ်နော်ဒါကြောင့်ဒုက္ခရောက်နေတဲ့လူတွေကိုကုညီဆောင်ရှောက်တဲ့အနေနဲ့ဝိသမလောဘကိုထိန်းပြီးအမျက်ကိုမတရားမဆားကြပါနဲ့နော် အရှင်ဖရာရောဘေးကင်းပါသလားတဲ့ဦးစင်းကတော့ဘေးကင်းပါတယ်နော်ညတုန်းက7:58နာရီမိနစ်လောက်မှာဦးစင်းစီမှာငလျင်အနေငယ်လှုပ်သွားပါတယ်ဦးစင်းရဲ့ဒကာဒကာမတွေကိုစိတ်ပူလို့တတိပေးပါရစေဦးစင်းတို့မြတ်စွာဘုရားက အတ္တာဟိတတနောနာထောမိမိကိုယ်သာအာကိုရလို့ဟောကြားတော်မူပါတယ်မိမိကိုယ်သာအာကိုရဆိုတာ တည်ရင်ပြစ်လိုက်ရမယ်ဒီခန္ဓာကိုယ်ကြီးကိုအာဖို့ခိုင်းတာမဟုတ်ပါဘူးเนาะဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ကံညာဝရိယတို့ကိုအာဖို့ခိုင်းတာပါအခုလိုဘေးဆိုးကပ်ဆိုးတွေခဏခဏစိုက်နေတဲ့အချိန်မှာ ကုသိုလ်ကံတွေများများလုပ်ပါဘယ်နေရာမှာနေရင်ဘေးကင်းတယ်ဘယ်နေရာမှာနေရင်ဘေးမကင်းဘူးလို့ညာနဲ့စဉ်းစားဆုံးဖြတ်ပြီးနေထိုင်ပါနုနုကြကြနဲ့ဝရိယထပြီးနေထိုင်ပါဤကံညာဝရိယ၃ပါးနဲ့နေထိုင်မှသာ ဘေးအန္တရာယ်ကင်းရှင်းပါလိမ့်မယ်နော်တက္ကရာကမအားလုံးဘေးဆိုးကဆိုးဘေးမှလွတ်မြောက်နိုင်ကြပါစေအရှင်ဖယားဗုဒ္ဓဘာသာနှစ်မျိုးဆိုတာဘယ်လိုနှစ်မျိုးရှိတာလဲရှင်းပြပေးတော်မူပါဖယားတဲ့ဗုဒ္ဓဘာသာနှစ်မျိုးဆိုတာမိယိုးဖလာဗုဒ္ဓဘာသာနဲ့ထေရဝါဒဗုဒ္ဓဘာသာကိုဆိုလိုခြင်းဖြစ်ပါတယ်မိယိုးဖလာဗုဒ္ဓဘာသာဆိုတာကိုယ်တိုင်ကဗုဒ္ဓဘာသာအကြောင်းကိုထဲထဲဝင်ဝင် မသိပဲ မိဘနှစ်ပါးကကူးကွယ်လို့လိုက်ပြီးတော့ကူးကွယ်နေရသူကိုဆိုလိုခြင်းဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓဘာသာဆိုတာကဖယားဟောအဆုံးအမတွေကိုထဲထဲဝင်ဝင် သိရှိပြီးဖယားဟောအဆုံးအမအတိုင်းလိုက်နာကျင့်သုံးနေထိုင်သူကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါဟာဗုဒ္ဓဘာသာနှမျိုးဖြစ်ပါတယ်။ဘုန်းကြီးတော်၅ပါးသီလလုံးလားတဲ့။ဒီမှန်လေးကရှင်လောင်းလေရင်ဘီယာတောက်လို့ပြောထားတဲ့ဥဒဲမှာ ဒါပြီးမှတ်ထားတာပါနော်ဘုန်းကြီးတော်၅ပါးသီလလုံလားလို့မေးရအောင်၅ပါးသီလဆိုတာဘုန်းကြီးဆောင်ထင်းရတဲ့သိက္ခာပုမမဟုတ်တာဘုန်းကြီးက228ပါးသိက္ခာပုကိုဆောင်ထင်းရတာလေ၅ပါးသီလဆိုတာသူတွေဆောင်ထင်းရတာနော်ယူဆောင်ထင်းရတဲ့လူသီလနဲ့ဘုန်းကြီးသိက္ခာပုကွဲပြားစွာပြည့်အောင်အရင်ဆုံးလုပ်ပါဦးနော် ဦးသိန်းပြောတာကဘီယာတောက်လို့ပြောနေတာမဟုတ်ဘူးမတောက်သင့်တဲ့အချိန်မှာတောက်လို့ပြောနေတာလူတိုင်းဟာကိုလုပ်တဲ့မကောင်းမှုကိုကိုပဲခံရတာမှန်ပေမဲ့တချို့သောမကောင်းမှုတွေကြတော့ကိုလုပ်လိုက်လို့ကိုတယောက်တည်းခံရတာမဟုတ်ဘူးပဝင်းကျင်ကိုပါထိကြိုက်တယ်နော်အခုလို့ဘာသာရေးလုပ်နေရင်းနဲ့မူရစ်စစ်တက်တဲ့အရာကိုတောက်ပြတာဟာဘာသာချားတွေရဲ့အလဲမှာစိတ်ရည်စရာဖြစ်မနေဘူးလား ကိုယ့်ရဲ့ဗုဒ္ဓဘာသာသိခါကြမယ်အလုတ်ကြီးဖြစ်နေတယ်လေအဲ့ဒါကြောင့်ဥစဉ်ကထောက်ပြတာနော်နားလည်ပါစေအရှင်ဖေရအတူရကယ်ဆိုတာဘယ်လိုတတ္တဝါမျိုးလဲဖေရတဲ့အတူရကယ်ဆိုတာအတူရာ၅မျိုးထဲက ကာလကိဉ္စီကပြိတ္တာအတူရာမျိုးဖြစ်ပါတယ်နတ်များကဲ့သို့ကာမဂုဏ်ချမ်းသာကိုပျော်ရှင်စွာ မခံစားရတဲ့တတ္တဝါဖြစ်ပြီးဘုံအားဖြင့်တိချာမရှိပဲသူတို့နေတဲ့အရက်ကိုပဲ အတူတကယ်ဘုံလို့ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။များသောအားဖြင့်တောင်သမုဒ္ဒရာမြေကမ်းတုတ်တန်တွေမှာနေတတ်ကြပြီးအလွန်ဆာလောင်မှုသိမ့်မှုဒဏ်ကိုခံစားနေကြရတဲ့တတ္တဝါတွေဖြစ်ပါတယ်။အချို့သော အတူတကယ်များဆိုရင်ဖျားနှစ်ဆူသုံးဆူပွင့်သည့်တိုင်အောင်တစ်ချိန်တစ်ခါမျှမစားကြရပါဘူး။ဒါဆိုရင်အတူတကယ်ဆိုတာဘယ်လိုတတ္တဝါမျိုးဖြစ်တယ်ဆိုတာကို သိလောက်ပြီးထင်ပါတယ်။ ုံဖုံဖရာတပြည့်တော်ကခရိယံပါငရေပြည်နတ်ပြည်ဆိုတာဘယ်သူလောက်တာလဲတဘာဝအတိုင်းဖြစ်တာလားတဲ့တဘာဝအတိုင်းဖြစ်တာမဟုတ်ပါဘူးလှုပ်တဲ့သူရှိလို့ဖြစ်ပေါ်လာတာပါနားလေအောင်ဥပမာနဲ့ပြောရမယ်ဆိုရင်ကဘာဥစကာသလူတွေဟာအပြည့်မလောက်ကြတဲ့အတွက် သူတို့ကို အပြည့်ပေးပြီးထောင်ချခြင်းဆိုတာမရှိပါဘူးနောက်ပိုင်းလူတွေဟာအကျင့်တရားတွေပြပြလာပြီး အပြစ်လုံလာကြတဲ့အတွက်သူတို့ကိုထောင်ချပြီးအပြစ်ပေးခြင်းဆိုတာတွေပေါ်ပေါက်လာပါတယ်အဲ့ဒီလူတွေပေါ်ပေါက်လာရတဲ့အကြောင်းရင်းဟာလူတွေအပြစ်လုံလို့ပေါ်ပေါက်လာရတာဖြစ်ပါတယ်အဲ့ဒီဥပမာတိုင်းပါပဲငရဲပြည်တွေနတ်ပြည်တွေဆိုတာလူတွေပြုလုပ်ထားတဲ့အကြောင်းတရားကောင်းမှုမကောင်းမှုတို့ကြောင့်ပေါ်ပေါက်လာသောအကျိုးတရားတွေသာဖြစ်ပါတယ်အရှင်ဖရာတဘာဝပဝန်းကျင်ထိမ့်သိမ်းစောင့်ရှောက်ခြင်းနဲ့ပတ်သက်၍ဘုရားမြတ်စွာဟောတော်မူခဲ့တာရှိပါသလားဖရာတဲ့ ရှိတာပေါ့အများကြီးရှိတာပေါ့နော်ဦးဇင်းတို့မြတ်စွာဘုရားရဲ့သာသနာဟာယုံကြည်မှုတစ်မျိုးတည်းနဲ့တိဆောက်ထားတဲ့သာသနာမဟုတ်ပါဘူးနော်စီကံနဲ့တိဆောက်ထားတဲ့သာသနာဖြစ်ပါလေမြတ်စွာဘုရားကယဟန်တော်တွေကိုတစ်ပင်မခုတ်ရမျက်မနှုတ်ရမြေကြီးမတူရရုပ်စွာအစုံကုတေတတ္တာကပါအစခွက်ထဲမှာရေကြံမထားရစသည်ဖြင့်ပိတ်ခါဖို့ပြည့်ညက်တာတွေဟာ တဘာဝပဝင်းကျင်ကိုထိမ့်သိမ့်ပေးတာပဲဖြစ်ပါတယ်။ဟိုရှိခေကယဟန်တော်တွေဟာမေမရှောင်မိုးမရှောင်ခยีသွားကြပါတယ်။မိုးကာလခยีသွားတဲ့အခါမှာ လူတွေရဲ့ရာခင်းတွေထဲကဖြတ်သွားတဲ့အတွက်ကုတ်ပင်တွေပျက်စီးတာကြောင့်လူတွေကကဲ့ရဲ့ကြပါတယ်။အဲ့ဒီလိုလူတွေကဲ့ရဲ့တာကိုဖះရှင်ကြားသိတော်မူတဲ့အခါမှာချစ်သားတို့မိုးကာလမှာမိမိတို့နဲ့တင့်တော်ရာကြောင်းတိုက်မှာဝါဆိုဝါကတ်ကြွေ့ သုံးလတိတိခီးမသွားဘဲနေရမယ်လို့တားမြစ်တော်မူပါတယ်။အဲ့ဒီအချိန်ကနေစပြီးတန်ဃာတော်တွေဟာမိုးရင်းကာလမှာဝါဆိုဝါကတ်တဲ့အလေးထဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အဲ့ဓာတွေကိုကြည်သောအခြင်းဘုရားရှင်ဟာသဘာဝပဝင်းကျင်ကိုထိမ့်သိမ့်ပြီးတယ်ဆိုတာသိတာထင်ရှားပါတယ်။ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားသဘာဝပဝင်းကျင်ကိုထိမ့်သိမ့်ပြီးတဲ့တရားဟောတယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။အရှင်ဘုရား ခင်ပွန်းကြီး7ပါးရဲ့ပါဠိအမှန်လေးတင်ပေးပါဖရာဖိဖို့မာယောတရားစာအုပ်တွေမှာပါ အမျိုးမျိုးတွေ့နေရလို့ပါဖရာတဲ့ကောင်းပါပြီဗုဒ္ဓပစ္စေကဗုဒ္ဓသအရဟံအဂတဝကမာတာပိတုဂုရုတတဓမ္မဒေတကာသဒယကဣမေဓာတမဟာကုဏီအဟံဝန္ဒာမိတပ္ပဒါဖြစ်ပါတယ် အရှင်ဘုရားနိဗ္ဗာန်ရင်နဲ့တိုက်ရင်နိဗ္ဗာန်ရောက်လာဖြစ်တယ်နိဗ္ဗာန်ရင်ဆိုတာလူသေးတွေကိုတင်တဲ့နာယေကားတွေကိုပြောတာပါနော်ဘုရားယဟန္တာတွေရောက်တဲ့နိဗ္ဗာန်ကို ပြောတာမဟုတ်ပါဘူးနိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်တော့မဂ်ဂင်ရှစ်ပါးအကျင့်မြတ်တရားနဲ့ကျင့်မှရောက်မှာပါမကျင့်ဘဲနဲ့နိဗ္ဗာန်ရင်နဲ့အတိုက်ခံလို့ကတော့နိဗ္ဗာန်ရောက်မှာတော့မဟုတ်ပါဘူးပေမင်းစီပဲရောက်မှာပါနော် အရှင်ဖယားပါဠိလို ဥတုသုံးပါးကိုဘယ်လိုခေါ်ပါသလဲဖယားတဲ့လူဥတုကိုပါဠိလိုဂိမန္တလိုခေါ်ပါတယ်မိုးဥတုကိုပါဠိလိုဝတ္တန္တလိုခေါ်ပါတယ်စောင်းဥတုကိုပါဠိလိုဟေမန္တလိုခေါ်ပါတယ်ဒါဟာဥတုသုံးပါးရဲ့ပါဠိဖြစ်ပါတယ်